ကျမတော်မူကြပါစခင်ဗျာ2025ခုနှစ်မေလ9ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ဝေယံပါပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့ရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါထူးထူးခြားခြားသတင်းဖြစ်စဉ်တွေထဲမှာဆိုရင်ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဘူးဆိုတဲ့စကားကြောင့်နေပြည်တော်မှာစိုးရိမ်မှုတွေနဲ့လှုပ်လှုပ်ခတ်ခတ်တွေဖြစ်နေပေမဲ့မင်းအောင်နိုင်ကတော့ရုရှားကို သွားရောက်မယ်လို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့လည်းသွားစီချင်ပါတယ်။ခရင်ပြည်နယ်ဗဟန်မြို့မှာရှိတဲ့တရင်တပ်ဖွဲ့တွေရဲစခန်းတွေရုံးဌာနတွေမှာဗန်ဂါတွေကရုတ်ကျင်းတွေနဲ့မြို့ပတ်ပတ်လည်းမှာခုခံစစ်တွေပြင်ဆင်နေပြီလို့သိရပါတယ်။အဲ့တော့မကြာခင်ခရင်ပြည်နယ်ထဲမှာလည်းဗဟန်မြို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကဘလို့များထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်လိုက်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာစောင့်ကြည့်ရမယ်တဲ့င်းမှာ။ အကြမ်းဖက်ဆက်ရှုံးကောင်စီဘက်ကတော့ဘန်ကာတွေအခိုင်အမာနဲ့တိစောက်နေကြပါပြီကျွန်တော်တို့ရခိုင်တော့မြို့သိမ်းတိုက်ပွဲတွေကိုမှတ်မိကြအောင်ပဲထင်ပါတယ်မြို့တွေမြို့တွေမှာဘန်ကာတွေနဲ့အခိုင်အမာတိစောက်ထားပြီးနောက်ဆုံးတော့လည်းအေးအေးလက်ထက်ကိုအကုန်လုံးမြို့များစွာထည့်ပေးလိုက်ရတယ်ချင်းဒီပါနောက်သတင်းကမကွေးတိုင်းပခုတ်ကူမြို့နယ်မှာလက်နက်ကြီးကြောင်းနှစ်နှစ်အရွယ်ကလေးငယ်တင်းဆုံးပြီးတော့ရွာကန်ခဏခဏဦးလေးဖမ်းခံထားရတယ်လို့သိရပါတယ်အသက်နှစ်နှစ်အရွယ်ကလေးငယ်တင်းဆုံးခဲ့ရတယ်ဆိုတဲ့ဖြစ်စဉ်ကတကယ်ကို စင်ကောင်းစရာပါလူငန်းမတိတဲ့သေးတဲ့အရွယ်ဖြူဒီမဲဒီစိုးဒီကောင်းဒီမတိသေးတဲ့အရွယ်ကိုပါမချမ်းစရှုံးကောင်းစီရဲ့တက်ပြတ်မှုဖြစ်စဉ်တစ်ခုပါချင်းပြည်နယ်ဖလန်းမြို့သေးတပ်ဖွဲ့ကဒီပြန်လာတဲ့အောင်ပွဲရရှေတန်းပြန်စစ်ကြောင်းမှုတွေရဲဘော်တွေတော်လိုင်းရေးရဲဘော်တွေကိုဒေသခံတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုကြတဲ့ပုံရိပ်တွေကိုလည်းတွေ့မြင်ခန်းစားကြည့်ရှုရမှာပါ DNL ရဲ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြည်သူကိုတင်ပြ ြောဆိုခဲ့တဲ့ပြောဆိုချက်တွေကိုလည်းအသေးစိတ်ဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်ဆိုလို့ရှိရင်မနေ့ကတော့ကျွန်တော်တို့ DNL ကတင်ထားတဲ့မြို့တွေကိုပြန်ပြီးတော့လုံးဝပေးမှာမဟုတ်ဘူး NUG နဲ့မဟာမိတ်တပ်ဖွဲ့တွေနဲ့တသားတည်းရှိမယ်ဆက်ပြီးတော့တော်လိုင်းရေးမှာရုံးကန်တိုက်ခိုက်မယ်ဆိုတဲ့အကြောင်းကိုပြောထားပါတယ်အဲ့တော့ဒီနေ့ချက်တင်မကဘူးမနေ့ကဒီလူလူတို့တင်ပြတဲ့သတင်းစာရှင်းလင်းပွဲမှာဘလို့အကြောင်းအရာတွေဆက်ပြီးပါမလဲဆိုတာကိုဒီကနေ့မနေ့ခင်ရဲ့သတင်းမှာ အသေးစိတ် နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်။အဲတော့ပထမဆုံးသတင်းတစ်ပုဒ်ကတော့နေပြည်တော်ရဲ့လှုပ်လှုပ်ခက်ခက်ဖြစ်သွားတဲ့ပြပြတလဲဖြစ်သွားတဲ့သတင်းမှာရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်မဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရင်းမြစ်နီအောင်ပွဲအခမ်းအနားကိုတက်ရောက်မဲ့နိုင်ငံတကာခေါင်းဆောင်အချို့ရဲ့လူညုံရေးကိုတာဝန်မယူနိုင်ဘူးဆိုပြီးယူကရိန်းသမ္မတဇလန်စကီးကမနေ့တော့ကအတိအလင်းပဲပြောဆိုခဲ့ပါတယ်ရုရှားဘက်ကလည်းအပြစ်ရပ်ဖို့အတွက်အဲ အပြည့်ရမယ်ဆိုပြီးတော့ပြောခဲ့ပြီးမဲ့ယူကရိန်းကတော့ပယ်ချပြီးတော့အခုလိုမျိုးပြောဆိုခဲ့တာပါဒီပြောဆိုချက်ကြောင့်အကြမ်းဖက်ဆင်ရှုံးကောင်စီခေါင်းဆောင်ပိုင်းတွေစုဝေးရတက်တက်ရဲ့ခေါင်းဆောင်ပိုင်းတွေစုဝေးရနေပြီးတော့မှလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးမဲ့တော့ဒီမင်းအောင်နိုင်ကရုရှားကိုတွားရောက်ဖို့စိုးဖြတ်ထားစေဖြစ်ကြောင်းနေပြီးတော့သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်ရုရှားနိုင်ငံမော်စကိုမြို့မှာ180ပြည့် ရင်းမြစ်နေအောင်ပွင့်နေအတွက်မေလ10ရက်နေ့ကနေမေလ10ရက်နေ့အထိ3ရက်ကြာအပြစ်ခတ်ရက်စဲဖို့ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလ3ရက်နေ့မှာယူကရိန်းသမ္မတဇယ်လန်စကီးကပယ်ချခဲ့တဲ့အပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်တွေရဲ့လူယုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ရုရှားပိုင်နက်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေအတွက်ကျွန်တော်တို့တာဝန်ယူနိုင်ပါဘူး။ရုရှားကသူတို့ကိုလူယုံရေးပေးတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘာလုံးကျုံရေးအာမခံချက်မှမပေးနိုင်ဘူးလို့ ယူကရိန်းသမ္မတဇယ်လန်စကီကထုတ်ဖော်ပြောဆိုခဲ့တာပါအဲ့တော့မင်းအောင်နိုင်ကတော့သူ့ရဲ့ကိုပိုင် Everest လေယာဉ်ကြီးနဲ့သွားမယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေလည်းသွားစေချင်ပါတယ်သွားလိုက်တဲ့အခါမှာယူကရိန်းရဲ့ကျင်းဝါသံနဲ့အတူဘာတွေဆက်ဖြစ်လာမလဲဆိုတာကျွန်တော်တို့တွေသိကိုသိချင်ပါတယ်အဲ့တော့ဟိုမနေ့အတိုင်းပဲထပ်ပြီးတော့ကျွန်တော်တို့စုထောင်းအောင်ပါဗောအဲ့တော့ကရင်ပြည်နယ်နောက်ထပ်သတင်းတစ်ပုဒ်ကကရင်ပြည်နယ်တဲ့ကသတင်းမှာအဲ့တော့ကရင်ပြည်နယ်ရဲ့ဗဟန်မြို့မှာရှိတဲ့ တရင်တက်ဖွဲ့တွေရဲစခန်းတွေရုံးဌာနတွေမှာဘန်ဂါတွေကရုတ်ချင်းတွေနဲ့မြို့ပပတ်လက်မှာမြို့အတွက်ခုခံစစ်တွေပြင်ဆင်ပြီးတပ်တွေဖျက်ကျက်ထားကြောင်းဗန်ဒေတာခံတရင်မြင့်တချို့ကပြောဆိုကြပါတယ်ခင်ဗျာကေနလီတပ်မှအများစုအဲ့ဒီအများစုထဲမှာကေနလီ PDF ပူပေါင်းတပ်တွေကစစ်ရှုံးကောင်စီတပ်စခန်းတွေကာကင်းတွေကိုတိုက်ခိုက်မှုတွေဇက်တိုက်လွတ်ဆောင်လာပြီးတဲ့နောက်မှာကင်းပြည်နယ်ဗန်မြို့တွေမှာပါဒီစစ်ရှုံးကောင်စီတပ်ကခုခံစစ်ပြင်ဆင်လာကြတာဖြစ်ပါတယ် ဲ့တော့လွန်ခဲ့တဲ့၃နှစ်လေးနှစ်တာကာလကိုပြန်ကြည့်မယ်ဆိုရင်ဂျပန်စစ်ရှုံးကောင်စီလိုက်စစ်ရှုံးကောင်စီတက်ကဒီစစ်ကြောင်းလိုက်အတန်းလိုက်အစုလိုက်ပြုံလိုက်နေအနေနဲ့အရရမှာခရင်မှာပဲဖြစ်ဖြစ်ကချင်မှာပဲဖြစ်ဖြစ်စကိုင်းမှာဂရီနီမှာပဲဖြစ်ဖြစ်စစ်ကြောင်းထိုးကြတယ်ဒါက2021အကုန်နှစ်ခုခံဒေါ်လာစစ်ဒေါ်လာရေးတိုက်ပွဲတွေအစောပိုင်းကာလမှာတွေ့ရတယ်ဒေသတဖြည်းဖြည်းနဲ့စစ်ကြောင်းမထိုးနိုင်တော့စစ်ကြောင်းထိုးသမျှလည်း မိုင်းဆွဲခံရတယ်ဂျားပြတ်တိုက်ခိုက်ခံရတယ်ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ခါကျတော့စစ်ကြောင်းလိုက်စစ်ကြောင်းလိုက်တွေပြုတ်တဲ့အနေထားတွေပါရှိလာတဲ့ခါကျတော့အပြင်းကိုမထွက်ရတော့စစ်ကြောင်းထုံးမှုတွေတဖြည်းဖြည်းနဲ့ရခိုင်လုံးနဲ့ဝါတယ်ဒီအညာဒေသမှာတချို့တလေလောက်ပဲရှိတော့တယ်အဲ့တော့ဒီ2024 25ခုနှစ်တိုက်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်တော့စစ်ရှုံးကောင်စီကတဖြည်းဖြည်းနဲ့နေရာလေးနေမြေကျုံလာတော့ကျွန်တော်တို့တွေ့မြင်ရတယ်တော်လိုင်းတပ်ဖွဲ့တွေကမြို့တွေကိုဝိုင်းအောင်ပိတ်ဆို့ကြတယ် တိုင်းသာလက်နက်ကိုင်တွေ PDF တွေ local PDF တွေအဲတခြားအမည်တစ်ခုနဲ့လုပ်တဲ့တပ်ဖွဲ့တွေဒီတပ်ဖွဲ့တွေကဥပမာဆို VPN တွေတို့ဒီ justice ဆိုကြတို့တခြားအဲ့လိုမျိုးတပ်ဖွဲ့တွေပေါ့ဒီတပ်ဖွဲ့တွေကနေပြီးတော့တဖြည်းဖြည်းနဲ့ဝိုင်းကြောင်ဝိုင်းကြတဲ့အခါမှာသူတို့ရဲ့အနေထားခုခံစစ်ပြန်ပြီးတော့ဖြစ်လာအစောပိုင်းကာလမှာတော့တွန်လိုင်းတပ်ဖွဲ့တွေကတိုက်ခတ်တဲ့တွန်လိုင်းတပ်ဖွဲ့တွေကခုခံစစ်အနေထားနဲ့နေရတယ်အခုကာလမှာခုခံစစ်ဖြစ်လာတဲ့အတွက်အခုဖန်ဟံမြို့ကကင်းရင်ပြည်နယ်ရဲ့ တကယ်အကြီးဆုံးမျိုးဖြစ်တဲ့ဖန်အမျိုးကအနေထားကအခုလိုမျိုးဖြစ်လာတယ်အဲ့တော့တနင်္ဂနွေလုံးမှာပြန်ချုပ်ကြည့်မယ်ဆိုရင်အကြံပတ်စစ်ရှုံးကောင်စီဖက်စစ်စစ်တပ်ရဲ့နေမြေပိုင်ဆုံးမှုနဲ့ခြေကုပ်ရယူမှုတွေတဖြည်းဖြည်းနဲ့ကျုံလာကျုံလာကျုံလာပြီးတော့တေးကြွားရတယ်ကျွန်တော်တို့2025 2026ဒီခုနှစ်ဒီကျွန်တော်တို့တစ်နှစ်နှစ်ဝန်းကျင်မှာဟိုခံမရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကျုံလာကျုံလာရနေနောက်ဆုံးရန်ကုန်လိုအဲနေပြည်တော်လိုဒေသတွေမှာပဲသူတို့အစုအဖွဲ့တွေပြန်ပြီးတော့ခြေကုပ် ထားနိုင်ပြီးတခြားနေပြည်အလုံးကိုလက်လွတ်ရမယ်ဒီထောက်ကျွန်တော်မြင်နေရပါတယ်ဒါကဒီအခုတွေ့နေရတဲ့စီရဲ့အခြေအနေကိုခြုံငုံပြီးတော့ကျွန်တော်တို့ရှုမြင်နိုင်တာပါအခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကဖန်နဲ့အတော်ကိုကတ်လာတယ်ဂျိုင်းတရားကြော်ရင် ဖြစ်ဖြစ်နဘူးဒေါ်လန်းကဖြစ်ဖြစ်ခရာတန်လေဘက်ကဖြစ်ဖြစ်မြိုင်ကလေးမုတ်ကတိဘက်ကဖြစ်ဖြစ်ဖန်ကိုအချိန်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ် အဲ့ဒါကြောင့်တက်မ22ကမြို့ပပတ်လေးမှာခုခံစစ်ပြင်းနေတယ်။လွညတာမညဘက်ရွာဒီမှာစစ်တပ်စစ်ကြောင်းတွေဖြန့်တာကင်းမုံတွေချတာတွေရှိတယ်။အပေါင်းထီလုံဘက်မှာလည်းတန်ကြက်ကကားတွေလက်လက်ကြီးတက်တွေဖြန့်တာတို့ရှိတယ်။ခရားတန်လယ်ဘက်နဲ့ဘုကတိမိဇံဘက်မှာလည်းတန်လွင်မြစ်ထဲစစ်တပ်မော်တွေကင်းပတ်နေတယ်လို့ဖန်ချေဆိုင်တက်နဲ့ထိတွေ့မှုရှိတဲ့သတင်းရင်းမြစ်တွေကအချင်းတွေကိုပြောဆိုတင်ပြကြပါပါခင်ဗျာ။ အဲ့တော့ဖန်ဟန်တက်နယ်မှာရှိတဲ့တရင်10ခုကစစ်တီမိသားစုတွေသားသမီးတွေဇနီးတွေတွေခမာယာ201နဲ့ခမာယာ201တရင်တွေမှာအခြေခံပြစ်ခတ်မှုစစ်တင်တန်းတွေတက်ရောက်နေကြောင်းပြစ်ခတ်မှုတင်တန်းတွေတက်ရောက်ပြီးရင်တရင်တပ်ဖွဲ့တွေရဲ့လုံခြုံရေးနဲ့မြို့ဆောင်အရန်အင်အားအဖြစ်နဲ့တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်အဲ့တော့ခြေတန်းမှာ3နှစ်4နှစ်စစ်တင်တန်းတွေတက်ပြီးတော့ခြေတန်းတိုက်ပွဲအတွက်ကြုံရှိတဲ့ အကျံဘတ်စစ်သားတွေဒီမကတော့ဘင်းနဲ့နောက်မှာပါလာတဲ့ဘုစုကယုမိမာတွေယောက်ခမာတွေယောက်ဖာတွေအဲဒီယောက်ကတိတွေသားသမီးတွေအကုန်လုံးကပစ်ခတ်မှုတင်တန်းနေတက်နေရတယ်လို့သိရတယ်အဲ့တော့တွေးမိပါတယ်ဟိုစကလုံးတစ်ခုတွေးမိပါတယ်အကုန်လုံးကအကျံဘတ်စစ်ရှုံးကောင်စီအတွက်အသက်ပေးပြီးတော့ဒီအိမ်တော်ဦးစီးစစ်သားဖြစ်တဲ့လျောက်ကြားနေမဟုတ်တော့ဘဲနဲ့ ်မိသားစုဘုစုကယူတွေပါအကြမ်းဖက်ဆက်ရှင်ကောင်စီတက်အတွက်အသက်ပေးရမယ်အနေထားဖြစ်တဲ့အတွက်အကုန်လုံးမျိုးပြုတ်ကုန်တော့မယ်အနေထားတော့တွေ့ရပါတယ်အဲ့တော့မြန်မြန်အတိတရားရပြီဆိုရင်ကိုမိသားစုကိုနောက်မှာရှိတဲ့ကိုအားကိုးနေရတဲ့သားသမီးတွေမိဘတွေအတွက်ငဲ့ညာတော့အားဖြင့်ကြည်တော့အားဖြင့်မြန်မြန်အလင်းဝင်ရောက်ဖို့လမ်းတလမ်းသာရှိတယ်ဆိုတာကိုခေါင်းထဲမှာထည့်ထားပါဆက်ရှင်ကောင်စီအတွက် အတက်ပေးပြီးတော့တိုက်ခိုက်နေဦးမယ်ဆိုရင်တော့မျိုးပြုတ်သွားမယ်အနေထားတွေကိုမြင်နေရပါတယ်အဲ့တော့နောက်ထပ်သတင်းတပုတ်ကိုဆက်ပြီးတော့ပြောပြခြင်းပါတယ်နောက်ထပ်သတင်းတပုတ်ကတော့ကျွန်တော်တို့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲကနေပြီးတော့ပြန်လာတဲ့အောင်ပွဲရစစ်ကြောင်းမှုတွေရဲဘော်တွေတပ်ပေါင်းစုတာဝန်ခံတွေဒေသအဲ့ဒီတာဝန်ခံတွေကိုဒေသခံတွေကကျူစွာကြတဲ့အခမ်းအနားကိုစကိုင်းတိုင်းအညာဒေသတနေရာမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ် စကိုင်းဖက်ဒရယ်တပ်ပေါင်းစုအမှတ်3နဲ့အမှတ်5စစ်ကြောင်းတို့ကရဲဘော်တွေစကိုင်းဖိုရမ်ဖက်ဒရေးရှင်းအလုံးမှုဆောင်ကော်မတီဥက္ကဋ္ဌနဲ့အလုံးမှုဆောင်ကော်မတီဝင်တွေလုပ်ငန်းကော်မတီဝင်တွေစီရေးလုပ်ငန်းအဖွဲ့ဝင်တွေတပ်ပေါင်းစုရဲဘော်တွေနဲ့ဒေသခံပြည်သူတွေကအောင်တပြေပန်းတွေနဲ့ကျူစုခဲ့ကြတယ်လို့သိရပါတယ်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံတွေပါဖလန်းမျိုးကိုတင်ပြီးတော့ပြန်လာကြတယ်ရဲဘော်တွေပါအောင်တပြေပန်းတွေနဲ့အတူ ပန်းနေဝေးဝေးဆာဆာနဲ့ကြိုဆိုနေကြတဲ့ပုံတွေဖြစ်ပါတယ်။အဲဒီမှာကိုရင်လေးတွေပါမယ်၊ခလေးငယ်လေးတွေပါမယ်၊ညီမငယ်တွေ၊နှမငယ်တွေ၊ဒေါ်တော်တွေ၊ကြီးတော်တွေ၊အဖိုးအဖွားတွေ၊ဆရာတော်တွေ၊တန်ဃာတော်တွေအများကြီးကြိုနေကြတာပန်းကုံကိုစီနဲ့တပြေပန်းကိုစီနဲ့အောင်ပွဲကိုကြိုဆိုနေကြတာဟောဒီမှာဆိုရင်ဒီမှာကြီးတော်တယောက်က သူ့ channel ရထွက်တဲ့တရသည်လေးကိုရဲဘော်ရဲ့ uniform အိတ်ကတ်ထဲကိုထည့်ပေးနေတာပြီးသူ့မြစ်တာတကယ်ကိုကြက်သီးထားစရာကောင်းလောက်အောင်ကြည်နူးစရာကောင်းတယ်တရသည်ဒီဘက်လက်မှာတလုံးခြင်ထားတယ်ဒီဘက်မှာတလုံးတရသည်နှလုံးကိုအဲ့ရဲဘော်ရဲ့ uniform အိတ်ထဲကိုထည့်ပေးနေတာတကယ်ကိုမြစ်တာစေတနာပြီးသူကမြစ်တာထားတယ်ဆိုတာဒါမျိုးကိုပြောတာအဲ့တော့လုံယူလို့မရဘူးမြစ်တာပေးမှတကယ်ပြည်သူကိုစောင့်ရှောက်တဲ့စေတနာစစ်မှန်မှပြည်သူရှိရာမြစ်တာအခုလိုမျိုး ပြန်ရတာတကယ်ကိုဝမ်းသာအားရတရားကောင်းတယ်မြင်ကွင်းလေးပါအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြချင်ပါတယ်ဒီသတင်းကတော့အချမ်းဖတ်စစ်ရှုံးကောင်စီရဲ့ရက်စက်ရုံမှာမဟုတ်ပါမကွေးတိုင်းတွေကပခုတ်ကူမြို့နယ်တွေကဒီမိသွေးကံကြီးရွာမှာတမတရတကပြစ်လိုက်တဲ့လက်လက်ကြီးမှန်လို့နှစ်နှစ်ခွဲအရွယ်ကလင်းငယ်တည်ဆုံးပြီးတော့သုံးဒဏ်ရာရတာရွာကခုနှစ်ဦးကိုလည်းအချမ်းဖတ်စစ်ရှုံးကောင်စီတပ်သားတွေကဖမ်းဆီးသွားတယ်လို့ရွာကရွာကန်တွေကပြောပါတယ်ခင်ဗျာ အဲ့တော့အသက်နှစ်နှစ်ခွဲပဲရှိသေးတယ်ကလင်းငယ်အပြစ်မဲ့တယ်ကလင်းငယ်ဒီဒီဆုံးခဲ့ရတာယာနဲ့ချီနေပါပြီအကြံဘတ်ဆက်ရှုံးကောင်စီရဲ့လုပ်ရက်တွေပါမေလာနေ့ရက်နေ့ညနေ၄နာရီခွဲမှာပခုတ်ကူအခြေဆိုင်တက်မတရားတက်ကနေမိသွေးကံကြေးပါကိုလက်နက်ကြီးလေးလုံးနဲ့ပြစ်ခတ်ခဲ့ရမှာကြေးပါထဲမှာရှိတဲ့ဒေါ်မြင့်မြင့်ချိုင်ရဲ့နေချံဝင်းတဲ့ကိုကြောက်ရောက်ပောက်ပွဲခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာလက်နက်ကြီး၄ချက်ရန်တမ်းထူတာပါနောက်ဆုံးအလုံးကခြံထည့်ကြပြီးနှစ်နှစ်ခွဲကလင်းငယ်ရဲ့သူ့အမေရဲ့ တူမလေးရလမ်းတော့လမ်းလောလုံနေတဲ့အတော်ကြီးတယောက်ရထိတာတော်တော်လေးစိုးတယ်ခလေးကဆိုဘိုက်ထဲကဦးဖတ်ပြီးတော့တေးတာတကြိုပြီးသွားပြီလို့ရွာကန်တူကပြောပါတယ်ခင်ဗျာလနဲ့ကြီးထိမှန်လို့အသက်28နှစ်အရွယ်မတ်သသင်မြင့်ပေါင်အသားသာပဲ့ထွက်သမီးဖြစ်သူအသက်2နှစ်ခွဲအရွယ်မတ်ဝေစင်ထက်မှာ1 byte ဦးထွက်တန်ရာရပြီးတော့တေဆုံးပြီးတူမဖြစ်သူအသက်6နှစ်အရွယ်မတ်အိမ်မှုတွင်နဲ့လမ်းသွားလမ်းလာဈေးတယ် သက်40နှစ်ရွယ်ဒေါ်ဝင်းမာတို့ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပါတယ်အဲ့လိုလက်နေကြီးပြစ်ခတ်တဲ့ကောင်းလေးမင်းတို့မှာအဲ့ဒီအရွယ်သားသမီးလေးတွေမရှိကြဘူးလားအဲ့လိုမျိုးအပြစ်မဲ့တဲ့မင်းတို့ရဲ့သားသမီးလေးတွေဒါပေဆုံးရတယ်အခုလိုဖြစ်ဆိုးကြုံတွေ့ရတယ်ဆိုရင်မင်းတို့လက်ခံနိုင်ပါလားနည်းနည်းလေးကိုချင်းစာစိတ်နဲ့တစ်ခါတလေတွေးကြည့်ပြီးတော့အမြင်မှန်ရအောင်စူးစမ်းကြည့်ကြပါလားဒါတွေကလုံခြံစက်တွေမဟုတ်မင်းတို့တက်ဖြတ်ခဲ့တယ်မင်းတို့ ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူတွေအပြစ်မဲ့တဲ့ကလေးငယ်တွေတည်ဆုံနေရတယ်ဖြစ်ရတယ်ဖြစ်တယ်ဒါတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါနောက်ဆုံးသတင်းအကြောင်းအရာတစ်ပုဒ်ကတော့ TNL တရုတ်ရဲ့ဂျာဝင်မှုနဲ့ TNL နဲ့ဆစ်ရှုံးကောင်စီတက်ဆွေးနွေးပွဲတွေကုမင်းတွေ့ဆုံပွဲတွေပြုလုပ်ခဲ့ပါတယ်အဲ့ဒီတွေ့ဆုံပွဲတွေရဲ့အနှစ်ချုပ် TNL ခေါင်းဆောင်ပိုင်းတွေပြောကြားတဲ့သတင်းစာရှင်းလင်းပွဲကပြောကြားတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော် က်ပြတင်ဆက်ပေးကြပါလိမ့်ပြစ်လိုက်ရက်လိုက်ငြိမ်းချမ်းရေးတန်တရားစီရင်တန်တရားဆက်နေတာမျိုးမဖြစ်အောင်တည်တည်ချာချာညီညီညွတ်ညွတ်နဲ့အပိတ်တိုက်ပွဲဆင်နွှဲရမှာဖြစ်ပါလိမ့်ဒါမှဒီတန်တရားကနေလွတ်မြောက်ပြီးကျွန်တော်တို့ပျော်မှန်းတဲ့ဖက်ဒရယ်ပြည်ထောင်စုရောက်ရှိမှာဖြစ်ပါတယ်ဒါကတော့ DNL ရဲ့တွဲဘက်အထွေထွေတွင်မှုဘုံမှုကြီး တာပန်လာကပြောခဲ့တဲ့စကားပါတရုတ်အစိုးရကအာဏာမသိခင်ကတည်းက NCA ကိစ္စတွေမှာဝင်ရောက်ညှိနှိုင်းပေးတာမျိုးဆောင်ရွက်ခဲ့ပါတယ်ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေရာမှာကျွန်တော်တို့နိုင်ငံကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံသားတွေမှာပဲအတိတ်ကဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ဥပမာအိန္ဒိယင်းတွေနဲ့ရောကမ္ဘာလူထုတွေနဲ့ရောကင်းကွာလို့မရပါဘူးဒါတော့အထွေထွေပြပတ်ထွေထွေတွင်မှုဘဘူးကြီး တပ်ပန်လာပဲပြောခဲ့တဲ့စကားပါမဟာမိတ်တွေကိုဘလို့အာမခံချက်ပြောနိုင်တယ်လဲဆိုရင်ကျမတို့မျှော်မှန်းချက်ပန်းနိုင်အတိုင်းအာနာရှင်ကိုအမြင့်ပြတ်ချင်မုန်းရမှာဖြစ်ပါတယ်ကျမတို့ပါဝင်နိုင်တဲ့အခန်းကဏ္ဍကဒီပါဝင်နိုင်တဲ့နီးလန်းတွေရှာဖွေပြီးအာနာရှင်စနစ်အမြင့်ပြတ်ချင်မုန်းရေးပြည်သူနဲ့အတူဆောင်ရွက်မှာဖြစ်ပါတယ်ဒါကတည်နယ်လေးရဲ့ပြောခွင့်ရလွေးရည်ဦးရဲ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောစကားပါ ကျွန်တော်တို့အနေနဲ့နိုင်ငံကိုပြန်ပြီးတော့ကောင်းမွန်အောင်ထူထောင်လာအောင်ဥမော်လာအောင်ဆောင်ရွက်နေတဲ့ NUG အပါအဝင်မိစုတွေအကုန်လုံးနဲ့ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။နီးနာပေါင်းစုံနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါတော့ဘုံမူကြီးတာပန်လာပြောတဲ့စကားပါ။လာရှိုးလို့မဖြစ်ရအောင်မဟာမိတ်တွေရောလူလူရောညီညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့ကျော်လွှားနိုင်လိမ့်မယ်လို့ယူဆပါတယ်။နိုင်ငံသူနိုင်ငံသားတွေတော်လိုင်းရေးအဖွဲ့အစည်းတွေ ီနောင်တွေအားလုံးညီညွတ်မှုပို့ပြီးတော့တည်ဆောက်ဖို့လိုပါမယ်မြန်မာနိုင်ငံသားတွေအားလုံးရဲ့ယက်တီချက်ကအတူတူပါပဲတနိုင်ငံလုံးပြုပြင်ပြောင်းလဲဖို့တဖွဲ့တည်းတယောက်တည်းလူမျိုးတစ်မျိုးတည်းနဲ့မရပါဘူးစုပေါင်းပြီးမှညီညီညွတ်ညွတ်နဲ့ဆက်ပြီးတော့တွားရမှာဖြစ်ပါတယ်ဒါဗိုလ်မှူးကြီးတပန်လာရဲ့ပြတ်သားတဲ့စကားမှာတိတ်ကိုကောင်းပါတယ်လာရှိုးလို့မဖြစ်ရအောင်ဆိုတဲ့စကားနဲ့အစပြုထားပါတယ် ရုပ်နိုင်ငံအစိုးရကိုနားလေသိရှိလအောင်ရှင်းပြနိုင်ဖို့လိုမယ်ထင်ပါတယ်အကုန်လုံးကကိုယ့်ရဲ့နိုင်ရာနီးနဲ့ချင်းကပ်ပြီးရှင်းပြနိုင်မယ်ဆိုရင်အထောက်အကူဖြစ်မယ်ထင်ပါတယ်ညီညွတ်စည်းလုံးမှုနားလေအောင်လှုပ်ဆော်ရှင်းပြမှုနည်းလမ်းတွေနဲ့ချင်းကပ်ရမှာဖြစ်ပါတယ်ဘုံကြီးတာပန်လာရဲ့စကားပါမြေပြန့်ရောတောင်ပေါ်ရောမြောက်ပိုင်းရောတောင်ပိုင်းရောကိုကျွန်တော်တို့မဟာမိတ်တွေအနေနဲ့လက်ခံထားပါတယ် တိုက်ရိုက်တော်လည်းကောင်းသွေးဝိုက်တော်လည်းကောင်းပုံမှန်ချိတ်ဆက်ပြီးတော့ဆောင်ရွက်နေတာမျိုးဖြစ်ပါတယ်ကျွန်တော်တို့အချင်းချင်းကြားဖြစ်ပျက်နေတဲ့ပြဿနာအသေးမွှားတွေနားလည်မှုလွဲတာတွေကိုဘေးဖယ်ထားပြီးဘုံရက်တီချက်ပေါ်ဥတီလိုက်ရင်ကျွန်တော်တို့ညီညွတ်မှုအင်အားဒီထက်ပိုပြီးတော့တည်တည်လာမယ်လို့ယုံကြည်ပါတယ်ဒါကတော့ကျွန်တော်တို့တင်နယ်လေးကမင်းကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တဲ့အကြောင်းအရာလေးတွေကိုအနည်းချုပ်ပြီးတော့ပြည်သူတွေခြုံငုံမိအောင်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မေလ9ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုကျွန်တော်ဝန်ကနေ စူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ကျွန်တော်ရဲ့ channel ကိုနှိစင်နေအမြဝင်ရောက်ကြည့်ရှုပြီးတော့ကွန်မန့်တွေမှတ်ချက်တွေသုံးသက်ချက်တွေအမြင်တွေသဘောထားတွေကိုရေးသားကွန်မန့်ပေးနေကြတဲ့ပြည်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီကွန်မန့်တွေကလည်းသိကိုအေးပါပါတယ်ဒီအရာတွေကိုတခြားသူတွေကဖတ်ရှုမယ်ဆိုရင်အမြင်ချင်းဒီ comment တွေမှာ ဖလှယ်လို့ရပါတယ်အဲ့တော့အဲ့ဒီကွန်မန်တွေအတွက်လည်းကြိုးစိုးပါတယ်နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုလည်းကျွန်တော်တို့နေ့လည်ခင်းမှာဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ